မ္မမိတ်ဆွေများအားလုံးကိုမင်္ဂလာပါလို့တခင်ခရစ်တော်ရဲ့နာမကိုအမည်ပြုပြီးတော့နှုတ်ခွန်းဆက်ပါတယ်။အဲ့တော့ဒီနေ့အဆိုရင်ကျွန်တော်တို့ကပတ်ပွဲတော်မင်္ဂလာနေ့ဖြစ်ပါတယ်။ War Communion Sunday ။ယနေ့ဒီပွဲတော်ဟာကပတ်တော်ဝန်လုံးမှာရှိတဲ့ခရစ်ယာန်တွေအထူးတစ်ဖြင့်နေထူးနေမြအနေနဲ့တက်မှတ်ပြီးတော့အတူတကွပွဲတော်စာချင်းအမှုကိုပြုကြတော်နေ့ဖြစ်ပါတယ်။အဲ့တော့ယနေ့ကပတ်တော်ဝန်လုံးမှာရှိနေတဲ့ယုံကြည်သူများဟာ ဒီညင်ညွမှုနဲ့အတူခရစ်တော်အတွင်းမှာရှိတဲ့တခုတည်းဖြစ်သောအရာတကူတည်းဖြစ်သောအရာကိုခန္ဓာဖြစ်ခြင်းကိုနဲ့ပေါ်ပြတဲ့တင်ကြတာတခုအနေနဲ့အင်းနဲ့ရှင်းပါကြတာဖြစ်ပါတယ်အဲ့တော့ယနေ့ဒီအရာကိုကျွန်တော်နစ်စင်နစ်စင်ပေါ့နော်ဒီအော်တိုဘာလရဲ့ပထမအုပ်ဆုံးတော့တနင်္ဂနွေနေ့မှာရှင်းပါလေရှိတာဖြစ်ပါတယ်ဆိုရင်ဒီပွဲတော်ဟာဘာကြောင့်မို့အရေးကြီးတာလဲအဲ့တော့ ပထမဦးဆုံးစီးလုံးညီညွတ်မှုကိုဖြစ်စေလို့ဖြစ်ပါတယ်။ဒီပွဲတော်ကရင်နဲ့ကွေးပြားနေတဲ့ကျွန်တော်တို့ရင်ကျဲမှုတွေပြည်နောက်ခံတလေတွေအနောက်ခံတမန်ချောင်းတွေဒါတွေအားလုံးရင်နဲ့စုပေါင်းနေတော့အရာဖြစ်ပါတယ်။ခရိယန်တိုင်းမှာတို့အရာတွေရှိနေတယ်။ဒါပေမဲ့လည်းယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကအတူတူကဖြစ်ချင်းရင်နဲ့ကျွန်တော်တကူတည်းဖြစ်ချင်းကိုအဲ့ဒီယုံကြည်ခြင်းအဖြစ်မျှဝေခံစားခြင်းအဖြစ်စီးလုံးမှုကိုပြတာချင်းပြီးတော့ကျွန်တော်တို့ရဲ့ဒီ သူကပေါင်းစည်းခြင်းကိုအားကောင်းစေတဲ့တင်ကြေတာတစ်ခုအဖြစ်အနေနဲ့ဖြစ်စေတော့ကြောင်းလည်းဖြစ်ပါတယ်။အဲတော့ယနေ့တတိယဆေရှင်ကိုဖြစ်စေပါတယ်။ဘာကြောင့်လဲခရစ်တော်ရဲ့တွင်တဲ့ချက်ဖြစ်တဲ့ဒီအထူးတဖြစ်တဲ့နောက်ဆုံးတော့ညစာစာပွဲကိုတတိယပြီးအတင်းတော်ရဲ့ဥကောင်းအဖြစ်တခိရဲ့အခန်းခန္ဓာကိုဘာလို့ပို့လဲဆိုရင်အတီးပြုတ်ဖို့ရန်အချိန်ဖြစ်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ပြီးတော့ဆက်ကမှုဘိုင်းဆိုင်ရာမှာလေကျွန်တော်တို့ကို ပို့ပြီးတော့တွန်းအားဖြစ်စေပါတယ်။ဘာကြောင့်လဲ။တခင့်ရဆာစားပွဲမှာပါဝင်ခြင်းဟာစပွဲကိုတိုးချေဖို့ရန်ဖြစ်ပါတယ်။အဲ့တော့လူသားအားလုံးကဒီပွန့်ပွန့်လင်းလင်းနဲ့စိတ်နှလုံးဖြစ်ပါလို့ရမလဲဂျိုးဆူဖို့ရန်ဖြစ်တယ်ပြီးတော့ဒီအားလုံးပါဝင်နိုင်တဲ့တခိရဲ့ဘွေးတော်ရဲ့တဘောတဘာဝကိုလည်းပါလို့လေထင်ဟစေတဲ့အမှုတစ်ခုဖြစ်တယ် အဲ့တော့ဒီအရာကိုဖြစ်ဆိုင်တဲ့အတွက်ကြောင့်မို့ဒီအရာကိုရှင်းမြင်စေတဲ့အကြောင်းမို့ကျွန်တော်တို့ဒီအာဘွေးတော်စာချင်းကိုလုံဆောင်ရခြင်းဖြစ်ပါတယ်ဆိုတော့ဒီအရာလေပြီးတော့ကျွန်တော်တို့ကဒီတက်တန်းတိုးချင်းအကြောင်းအရာကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့ယုံကြည်သူများရမှရင်လည်းပရိယံတစ်ကိုဘုရားသခင်ပေးခဲ့ပါတယ်ဒါကိုပြန်လဲပြီးတော့ဆွေးဆန်တယ်ပရိယံတစ်ကိုတက်တန်းတိုးပေးတယ်ဘုသူအဖြစ်လဲခရစ်တော်အဖြစ်ဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်နဲ့ယုံကြည်သူအတိုင်းအဝိုင်းကိုခိုင်ခန့်စေဖို့ရန်ဖြစ်တယ် ပြီးခိုင်ခန့်စေတော့နီလန်တစ်ခုလေးဖြစ်စေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့နားလည်ရပါတယ်။ဒါကြောင့်မို့ယနေ့ကျွန်တော်တို့ဒီကပပွဲတော်များနေ့မှာဘာကြောင့်မို့ကျွန်တော်တို့ပွဲတော်မင်္ဂလာစားနေရတာလေဆိုတဲ့အကြောင်းကိုကျွန်တော်လည်းနေမြဝေသွားဖို့ရန်ပြင်ဆင်ထားပါတယ်။အရောရှိဦးဆိုတာဂျမ်ပိုက်တစ်ပိုက်ကိုဖတ်ချင်ပါတယ်။အဲ့ဒါကတော့အခြေပြုထားတာကတော့တစ်ကိုခန်းကြီး73ပိုက်ငယ်23ကနေ26ဖြစ်ပါတယ်။ အကြောင်းမူကားတင်တော်တိုင်းကအပေတော်အရာကိုတခင်ပြား၌ငါခံရပြီခံရတော့အရာဟုမူကားတခင်ယေရှုသည်ယန္တူလက်တော်အနံချင်းကိုခံရတော်နေမှာ မုတ်ကိုယူ၍ယေရှုတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖေး၍ဤမုတ်ကတင်တော်အဖို့အလုံးကချိုးပေတော်ငါဤကိုဖြစ်၏ယူ၍စားကြလောငါကိုအောင်းမေဖို့ရာဤသူပြောကြလောဟုမိန်တော်မူ၏ ထိုနည်းတူညစာစားပြီးမှခွက်ကိုလည်းယူ၏ဤခွက်ကငါ၏အတွေ့၌တည်တော်ပရိယံတရားဖြစ်၏ဤခွက်ကိုတောက်တော်အခါခါငါကိုအောင်းမေ့ဖို့ရန်တောက်ကြလို့မိန်တော်မူ၏အကြောင်းမူကားတင်တို့သည်ထိုမုတ်ကိုစား၍ထိုခွက်ကိုတောက်တော်အခါခါတခင်ပြားအတေခံတော်မူခြင်းကိုကြွလာတော်မူမိတိုင်အောင်ပြကြ၏ဆိုပြီးတော့ဟောပြထားတာတွေ့ရပါတယ်အကြောင်းမူကျွန်တော်တို့ဒီမှာယနေ့ကပ္ပဖွေးတော်မင်္ဂလာနေ့ရဲ့ အသိအကြောင်းကိုကျွန်တော်တို့ပြန်လည်ပြီးတော့ဆင်ခြင်နှလုံးပြင်ကြရအောင်ပြီးတော့ကျွန်တော်တို့ဒီပြည့်စုံပံဘဝမှာဘယ်လိုအသက်ရှင်နေထိုင်ရမလဲဘယ်လိုလွတ်ဆောင်ရမလဲဆိုတဲ့အကြောင်းနဲ့အနာဂတ်ရဲ့မျောလင့်ချက်အကြောင်းကိုဒီအချက်၃ချက်ကိုကျွန်တော်အတူတကွာအာရုံစိုက်ပြီးတော့ခွန်အားယူကြရအောင်လို့ရှင်းဥစွာကျွန်တော်နည်းနည်းအာတောင်းဆိုချင်ပါတယ်အဲ့တော့ပထမဦးဆုံးအတိတ်ကိုတတိယချင်းဒါကပါလဲဆိုခရစ်တော်ရဲ့အတေခံခြင်းကိုယနေ့ကျွန်တော်တို့ကတတိယရဖို့ရန်ဖြစ်ပါလေအဲ့တော့ ဒီနှုတ်ကပတ်တော်ကနော်ကျွန်တော်တို့ကိုအမြဲတမ်းဒါကိုဟိုလှုပ်ဆောင်စေဖို့ရန်တဲ့တတိပေးနေပါတယ်အဲ့တော့ပထမတစ်ချက်နေနဲ့အတိတ်ကိုတတိယချင်းဒါဟာရင်းနဲ့ခရစ်တော်ရဲ့အတိတ်ခံတော်ချင်းကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့တမန်ကျောင်းအခြေအနေကျွန်တော်အတိတ်ကျောင်းကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာဒီဘွေတော်မင်္ဂလာဝင်ရှင်စားတောက်ချင်းရခရစ်တော်ရဲ့အတိတ်ခံတော်ချင်းကိုအမတ်ရချင်းဖြစ်ပါတယ် ဒါကြောင့်မို့ယနေ့ကျွန်တော်တစ်ကောခန်းကြီး17ပိုင်ငယ်26တဲမှာဘယ်လိုပြောရလဲဆိုရင်အကြောင်းမူကားတင်တို့ဒီထိုမုတ်ကိုစား၍ထိုခွက်ကိုတောက်တော့အခါခါတခင်ပြအတေခံတော်မူခြင်းကိုကြွလာတော်မူမြေတိုင်အောင်ပြကြဤလို့ကျွန်တော်တို့ဖော်ပြထားတာတွေ့ရပါတယ်ဒါကြောင့်မို့တခင်ယေရှုဟာဒီလောကရဲ့အပြည့်အတွက်အသွေးတွန်းခဲ့တယ်ပြီးတော့မုန်းတဲ့စပိရဟာတခင်ရဲ့အတေခံတော်မူခြင်းရဲ့ပါလေဆိုရင်တင်ကြတာဖြစ်ပါတယ် အဲ့တော့ဒါကိုရှင်နဲ့ကျွန်တော်လှုပ်ဆောင်ရခြင်းဖြစ်တယ်။အဲ့တော့တခင်ဖျားပေးထားတဲ့ပညာချက်ကပါလေမိန့်တော်မူချက်ကပါလေဆိုရင်တခင်ယေရှုကငါကိုအောင်းမေ့ဖို့ရန်ဤသို့ပြုကြလောဆိုပြီးတော့တေကောခန်းကြီး7ပိုင်းငယ်24မှာဖော်ပြထားပါတယ်မိန့်တော်မူထားပါလေ။ဒါကြောင့်မို့ဒီအမှုဟာတခင်ခရစ်တော်ကိုအာယုံဆိုင်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကေတင်ပိုင်ရှင်အဖြစ်တတိယချင်းလေဖြစ်ပါလေဆိုတော့ကျွန်တော်နားလေရပါလေ။အဲ့တော့ကျွန်တော်ဒုတိယအနေနဲ့ပြန်ကြည့်ကြရအောင် အဲ့တော့ပြစ္ဆုတ်ပံကာလကိုခံစားခြင်းပြစ္ဆုတ်ပံကိုခံစားခြင်းဒါကပါလဲဆိုရင်ဒီနေ့ယခုကျွန်တော်တို့ရဲ့အတ္တတာကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဆက်တွေ့မှုနဲ့တိဆောက်ခြင်းကြောင့်ကြီးချရအောင်အဲ့တော့ဖွေးတော်မင်္ဂလာဝင်ချင်ဟာဖရာသခင်ခရစ်တော်နဲ့ကျွန်တော်တို့ကြားမှာရှိတဲ့ဆက်တွေ့မှုကိုခိုင်ခံမြင့်မြန်စေခြင်းဖြစ်ပါတယ် ဒါကအင်မတန်မှအရေးကြီးတော့အရာဖြစ်ပါဒါကြောင့်မို့ကျွန်တော်ဒီပွဲတော်မင်္ဂလာစာရှင်ကိုလှုပ်ဆောင်နေရတာဖြစ်ပါတယ်အဲ့တော့တိကောခန်းကြီး30ပိုင်းငယ်16ဝန်းနဲ့စက္ကွန်ကိုကျွန်တော်ဖတ်ခြင်းပါတယ်ငါတို့တွေဂျေဇုတော်ကိုချီးမွမ်းရာမင်္ဂလာခွတ်ဖလားမှုကခရစ်တော်၏အသွေးကိုဆက်ဆံခြင်းဖြစ်ဒီမဟုတ်လို့ငါတို့ဖဲ့တော်မှုမူကခရစ်တော်၏ကိုယ်ကိုဆက်ဆံခြင်းဖြစ်ဒီမဟုတ်လို့မုတ်တလုံးတည်းရှိသည့်ဖြစ်၍ငါတို့ရှိသည်မြတ်သည့်တလုံးတည်းဖြစ်သောထိုမုတ်ကိုဆက်ဆံလက်ခံယူတော့ကြောင့် အများဖြစ်သောငါတို့တွေတလုံးတကူတွေဖြစ်ကြ၏ဆိုပြီးတော့ကျွန်တော်နောက်ဘက်တော့မှာဖော်ပြထားပါလေ။ဒါကြောင့်မို့ကျွန်တော်တို့ကခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်သောเจ้าတော်တိုက်လည်းဖြစ်ပါလေ။ပြီးတော့အစိတ်အပိုင်းလည်းဖြစ်ပါလေ။ကျွန်တော်တို့ကခရစ်တော်ရဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရပါလေ။ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာကြည့်တဲ့အခါမှာအာကဘာလုံးဆိုင်ရာငြင်းငြင်းမှုကိုလည်းဖြစ်စေတယ်ဆိုတဲ့အကြောင်းကျွန်တော်ကြည့်ရအောင်။ဒါကြောင့် welcome World Communion Sunday ဆိုတာယနေ့ပါလေဆိုရင်တို့ဒီအမှန်တရားကိုမြင်တာထင်တာရှိစေတော့အရာဖြစ်ပါတယ်။ဘာကြောင့်လဲကဘာတဝမ်းလုံးမှရင်းတဲ့ခရစ်တော်ယုံကြည်တော်သူများအားလုံးကဒီပွဲတော်မင်္ဂလာကိုဝင်ကြရပါလေ။ကျွန်တော်ကခရစ်တော်နဲ့တရားတော်ကိုဖြစ်ချောင်းခရစ်တော်မိန့်တော်မူထားတဲ့အရာကိုကျွန်တော်တို့ကလိုက်လုပ်တဲ့အရာတွေကယနေ့ကျွန်တော်တို့စီလုံးချင်းကိုဖုံယွင်းနေတာဖြစ်ပါလေ။ အဲ့တော့ကဘာကြီးဘလောက်ပဲခြေပြန့်နေပါစေကျတော်အားလုံးကခရစ်တော်နဲ့တလုံးတဝါလေးဖြစ်တယ်ဆိုတော့ကပြသနေခြင်းဖြစ်ပါဒါကြောင့်မို့ကျွန်တော်ဒီနေ့အချိန်ခါမှာမတူ क्वे ပြတော့ယဉ်ကျေးမှုတွေရှိနိုင်တယ်ဘာသာစကားတွေရှိနိုင်တယ်ပြီးတော့ကျွန်တော်ရဲ့ဒီဆိုချင်းမွန်တို့အရာတွေလဲဘာသာအမျိုးမျိုးနဲ့ဒီဆိုချင်းမွန်ကိုယ်ွယ်နေကြတာဖြစ်ပါတယ် ဘလို့ပဲကိုကိုနေကြပါစေချီးမွမ်းနေကြပါစေဘလို့ပဲချားနာနေပါစေကျွန်တော်တို့အားလုံးကခရစ်တော်နဲ့နှလုံးတစ်ပါးလေးဖြစ်ခြင်းကိုကျွန်တော်တို့အာမြင်တွေ့ရတာဖြစ်ပါလေ။ဒါကြောင့်မို့အဖက်ခန်းချင်းနဲ့ပိုင်ငယ်73ဝန်း14တဲမှာဘလို့ပြောတယ်လေဆိုရင်တင်တို့ဒီအထက်ကဝဲလက်ရှိတော်လေယခုမှယေရှုခရစ်၌ဖြစ်၍တဲ့အသွေးတော်အပြင်အနည်းတို့ရောက်ကြပြီ။အဘိရုနိဟောမူကထိုတခင်တွင်ငါတို့ဤရန်ငင်းခြင်းအကြောင်းဖြစ်တော်မူ၏ဆိုပြီးတော့ဟောပြထားတာကျွန်တော်တွေ့ရပါတယ် ဒါကြောင့်ဖွေးတော်စတော်ရှင်ဟာကျွန်တော်တို့အားခရစ်တော်အတွင်ငြိမ်ညွတ်မှုကိုဖြစ်စေတာဖြစ်တယ်ပြီးတော့ပြတရာလည်းရောက်တယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရပါတယ်တည်ရှိရပါတယ်အဲတော့အာနောက်တတိယတစ်ချက်အနေနဲ့ရှင်းကြရအောင်အနာဂတ်ကိုမျှော်လင့်ခြင်းဒါရင်နဲ့တခင်ခရစ်တော်ပြန်လဲကြွလာခြင်းကိုဆိုလိုနေတာဖြစ်ပါတယ်အဲတော့ဒီနေ့ကျွန်တော်တို့ဒီလိုနော်မျှော်လင့်ခြင်းနဲ့ဘွေးတော်မင်္ဂလာဝင်ခြင်းဖြစ်ပါလေ အဲ့တော့ယနေ့ဖွေးတော်မင်္ဂလာဟာအတိတ်ကိုတော်မကယနေ့ကျွန်တော်အနာဂတ်ကိုလည်းပါလေလိုင်းညွန်ပြသနေတာဖြစ်ပါလေကျွန်တော်တို့ကိုအနာဂတ်ကိုလည်းခေါ်ဆောင်သွားနေတာဖြစ်ပါလေပြီးတော့အနာဂတ်မှာဖြစ်ပြမဲ့အရာတွေကိုလည်းကျွန်တော်တို့ကိုလက်တွေ့တက်တာထဲမှာသင်ရှားပြသနေခြင်းလည်းဖြစ်သေးဆိုတော့ကျွန်တော်မြင်တွေ့ရပါတချို့မို့တိတ်ကိုခန်းကြီး7ပိုင်းငယ်16ထဲမှာဘယ်လိုပြောတယ်လဲဆိုရင်အချောင်းမူကတင်းတို့ဒီထုံမုတ်ကိုစား၍ထိုခွက်ကိုတောက်တော့အခါကတခင်ဖျားအသေးခံတော်မူခြင်းကို ချွလာတော့မမမတိုင်အောင်ပြကြဤဆိုပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်အစမို့ယနေ့ကျွန်တို့ကတခင်ခက်တော့ပြန်ချွလာမှာကိုမျော်လင့်ခြင်းနဲ့ယနေ့ဒီအမှုကိုပြုနေကြရတာဖြစ်ပါတယ်ဘွေးတော်မင်္ဂလာကိုစားနေကြရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အာပြည့်စုံမဲ့နိုင်ငံတော်ကိုပုံဆောင်နေခြင်းလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ မြင်တွေ့ရပါဒါကြောင့်မို့ဘွေတော်မင်္ဂလာဟာနိုင်ငံတော်ကိုကြိုတင်မြင်နေရခြင်းလည်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်နားလည်ရပါတယ်ဒါကြောင့်မတ်တေခန်းကြီး26ပိုင်းငယ်29ထဲမှာဘယ်လိုပြောတယ်လဲဆိုရင်ငါဆိုဒီကဤစပိမျိုးအတိတ်ကိုငါခမေးတော်ဤနိုင်ငံ၌တင်တို့နဲ့အတူငါမတော့မီနေ့တိုင်အောင်ယခုမှစ၍တဖန်ငါမတော့ရဟု မိန်တော်မူဤဆိုပြီးတော့တခင်ယေရှုခရစ်တော်ကိုယ်တိုင်မိန်တော်မူထားတာဖြစ်ပါတယ်။ဒါကြောင့်နောက်ဆုံးတော့ကာလမှာဖျားတခင်ရဲ့ပြည့်စုံသောနိုင်ငံတော်မှာဒီနေ့တခင်နဲ့အတူစားတော့ကြမိကိုကျွန်တော်တို့ကပါလေမျော်လင့်ခြင်းနဲ့ဒီနေ့ဒီအမှုကိုပြုနေကြရတာဖြစ်ပါလေ။ဒီပွဲတော်မင်္ဂလာကိုစားတော့နေကြရတာဖြစ်ပါလေဆိုတော့ကျွန်တော်တို့အာဒီနေ့သိရှိထားဖို့ဖြစ်တယ်။ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီနေ့ပါလေဆိုရင်ဒီ အတိတ်ပြစ္ဆုတ်ပံအနာဂတ်ကိုခြုံငုံပြီးတော့ကျွန်တော်ကြီးလိုက်တဲ့အခါမှာယနေ့ဒီကပတ်ဘွေးတော်မင်္ဂလာနေ့ဟာကျွန်တော်တို့ကိုပါဖြစ်စေနေတာလေကျွန်တော်တို့ကိုပါဖြစ်ပါမြင်စေတာလေပါတိစေတာလေဆိုရင်ယနေ့အာအတိတ်မှာခရစ်တော်ရဲ့အသေးခံတော်မူခြင်းကိုတည်ရစေပါလေပြီးတော့ပြစ္ဆုတ်ပံကတော့ခရစ်တော်ရဲ့ကိုယ်ခန္ဓာအဖြစ်ငြိမ်ညွတ်ခြင်းကိုခံစားရစေပါလေပြီးတော့ကျွန်တော်အန အနာဂတ်ကပါလေဆိုရင်တခင်ဖျားပြန်လေကြွလာမယ့်နေ့ကိုမျောလင်းစေပါလေအဲ့တော့ယနေ့ကျွန်တော်အနေနဲ့အာမိတာစုများကိုခွန်အားပေးခြင်းနဲ့ပါလေဆိုရင်ဆုတောင်းခြင်းအပြုခြင်းနဲ့ဘွေတော်မင်္ဂလာကို ပါဝင်နေကြဖို့ဖြစ်ပါလေကျွန်တော်ဘွေတော်မင်္ဂလာခံယူနေတဲ့အခါမှာဘယ်လိုကျွန်တော်အောင်းမေးရမလဲဆင်ခြင်ရမလဲနှလုံးတွင်းရမလဲဆိုတဲ့အကြောင်းကိုယနေ့ကျွန်တော်နေနေညဝေခြင်းနဲ့အဲ့တော့ အဲ့တော့ကျွန်တော်လည်းနေ့ဒီနေ့ဘွေးတော်မင်္ဂလာစာရင်းနဲ့ကျွန်တော်အသက်တာကိုတခင်ခက်တော်ရှေးစုတော်ကိုပို့ပြီးတော့နဲ့ဆိုင်စွာနားလေပို့ရန်နားလေနိုင်ပါစေလို့ကျွန်တော်လည်းအားပေးချင်ပါလိမ့်အဲ့တော့ဒီဘွေးတော်မင်္ဂလာဝန်တိုင်းဝန်တိုင်းမှာတခင်ခက်တော်ရဲ့ရှေးစုတော်ကိုပို့မို့နဲ့ဆိုင်စွာနားလေနိုင်ပါစေလို့ကျွန်တော်လည်း စံတာပြုပါလေပြီးတော့ကဘာအရရမှာရှိနေတဲ့ယနေ့ညီကိုမောင်နှမများနဲ့လည်းဆက်ဆံမှုဆက်တွယ်မှုတွေအမြဲတမ်းခံစားရပါစေလို့ကျွန်တော်နေနဲ့စံတာပြုပါလေအကြောင်းလေကျွန်တော်တို့ကကဘာတဝန်းလုံးမှာရှိခရစ်တော်နဲ့ညီကိုမဖြစ်ပါဒါကြောင့်ကဘာတဝန်းလုံးမှာရှိတဲ့သူများနဲ့ကျွန်တော်တို့အမြဲတမ်းအဆက်အသွယ်ရှိနေလေဝိညာဉ်ရေးရာအဖြစ်ဆက်တွယ်မှုကို ခံစားရစေချင်ပါလေ ဲ့တော့ကဘာအရရမှရှိတဲ့ညီကုံမောင်နှမများနဲ့နဲ့ဆက်တွေ့မှုဆက်ဆံမှုတွေကိုကျွန်တော်အစဉ်အမြဲခံစားရပါစေလို့လည်းကျွန်တော်နေနဲ့ဆန္ဒပြုပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ဤဘွေတော်မင်္ဂလာဝင်စားခြင်းအပြင်ဩတေမင်းဥမာနနိုင်ငံတင်ရနိုင်ငံတွေအပေမှာရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ကအောင်ဘွေတခြင်းကို ဒီဆိုရင်းနဲ့မျောလင်းရင်းနဲ့အတ္တတာကိုရှောက်လန်းကြရအောင်လို့ခွန်အားပေးခြင်းနဲ့အဲ့တော့ကျွန်တော်တို့အသွေးတော်တခြင်းကိုဒီဆိုရင်းမျောလင်းရဲ့အနာဂတ်ကိုဆက်လက်ရှောက်လန်းကြရအောင်အသွေးတော်တခြင်းကိုဒီဆိုရင်းမျောလင်းရဲ့အနာဂတ်ကိုရှောက်လန်းကြရအောင်လို့ယနေ့ကပပွေးတော်မင်္ဂလာ နေ့မှာဒီမြောက်လောင်းနဲ့တိုက်တွန်းခွန်အားပေးလိုက်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ လာမယ့်တနင်္ဂနွေနေ့မှာပြန်ပြီးတော့ဆုံတွေ့ကြရအောင်